ဗမာတွေကဥဆောင်ပြီးမှတိုင်းရင်သားတစ်ခုတိုင်းရင်သားအကုန်လုံးပေါင်ပြည်ထောင်စုမှုဆွဲမယ်ဆိုရင်ဒီဒီအရင်သူတို့ရဲ့ပေးခဲ့တဲ့ဒဏ်ရာတွေကိုပုဖို့လဲလိုတယ်ပြီးမှတိုင်းရင်သားတွေအများစုထဲမှာဒီအရင်လူမျိုးစုဆွဲပြီးမှတွေးတယ်လုတ်တယ်ဆိုတဲ့ကိစ္စတွေကိုလည်းတည်တည်ချာချာကျွန်တော်တို့အချင်းချင်းကြားမှာထောက်ပြဖို့လိုတယ်ဒီဟာတွေကိုကျွန်တော်တို့ ကျွန်တော်တို့လည်းဒီမိုင်းတိုင်းနဲ့ဒီတရားတွေကိုဖြတ်ဖူးတာပဲဒါကဒီဒီကိစ္စကိုလုံမယ်ဆိုရင်ဗမာကောင်းဆောင်တွေကဒီဟာကိုထောက်ပြတာထက်တိုင်းရင်းသားကောင်းဆောင်ချင်းချင်းကြမှာဒီဟာကိုပို့ပြီးမှပွင့်ပွင့်လင်းလင်းဆွေးနွေးတာကပိုကောင်းမယ်ဘာဖြစ်လို့လဲဆိုတော့ဗမာကပြောရင်ဒါဗမာပါဇက်ကဗမာစကားပြောတယ်လို့ပြောမယ်တကယ်ကဒီဟာတွေကို တွေးခေါ်မြင်မြော်နိုင်တဲ့လူတွေကပွင့်ပွင့်လင်းလင်းနဲ့ငါတို့ဟာတကယ်တရားမျှတတဲ့ပြည်ထောင်စုကိုလုံမယ် ဒီဟာဒီလိုတိဆောက်ရမယ်ဆိုရင်အာနည်းနည်းမျောလင်းချက်ရှိတယ်အဲသူဒီမှာလဲဒါဒီဟာတွေကိုဆက်ပြီးပြောတော့အရင်ရှည်တော့တယ်နောက်တစ်ခါပဲပြောကြတော့ဥပမာရခိုင်တွေကဘာလို့ဒီပြည်ထောင်စုမှုဆွဲတာမပါတာလဲဆိုတော့မေးခွန်းတွေမေးရင်ကျွန်တော်တို့ခင်ရင်ပို့ပြီးရှည်လာလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့လည်းဒီကိစ္စကိုတချင်ချင်းတော့ပြောလာမှာပဲအဲဆိုတော့ဒီညီညွတ်မှုတိဆောက်ဖို့ဆိုရင်အဲတကယ် ကျွန်တော်တို့ဘက်မှာအကုန်လုံးစုပြီးစူးစမ်းဖို့လိုနေပါသေးတယ်